ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ အားလုံးပဲမင်္ဂလာပါဆော့ကောင်းနေကြိုးစားလိုက်ပါဗျဒီပတ်ရွေးရလက်ဝေစကားဝိုင်းအစီအစဉ်မှာတော့ကျွန်တော်ဒီ one lonely fight တရကူမှာရှင်ပြန်ထိုးတက်ကြမယ် m m မူနဲ့ဒီ tie fighter witty cry တို့ရဲ့ပွဲစဉ်ကိုကျွန်တော်နဲ့ကိုစိုးညီတို့ကနေရောတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျအခုမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ဒီပွဲကတော့ကျွန်တော်ဒါဒုကောင်ပွဲအထိတက်လာတယ်ဒီခါတိုင်းလိုပဲမင်းနေကြတဲ့မြန်မာလက်ဝေသမားနဲ့ဒီ tie လက်ဝေသမားကြားရဲ့ကွာဟာချက်ကဘာဖြစ်မလဲကျွန်တော်လက်ရှိသိထားတာကတော့ဒီပြိုင်ဘက်ကစားသမားက uh, reach ရှိတဲ့အရေးခြေလက်တံပိုရှိတဲ့အရမောင်းပိုကောင်းတဲ့ဆိုတာမျိုးတည်လာတယ်။အဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒီတွဲဆိုင်နဲ့ပတ်သက်ပြီးအကိုရဲ့အမြင်ကိုသိချင်ပါတယ်။ဒီအချင်းချင်းပြောရရင်တော့ MV ဒီပွဲမှာဒီကဲတဲ့ပွဲတော့မှလိုပဲရုံကန်ရမယ်။ဟုတ်ကဲ့။ပုံမြင်လာတော့ပွဲမချောင်းပွဲတက်တဲ့လိုပဲမြင်တယ်အချင်းချင်းအနေနဲ့ဆိုတော့ဟုတ်ကဲ့ကိုဒီပြိုင်မကစားလာမှအကြောင်းကိုဘာတွေတည်လာသေးလဲ။ဘာသူ့ပွဲရတော့ကိုဒီ MV နဲ့ပွဲတက်ပြီးပွဲစဉ်ထွက်လာမှာ ရှာကြည့်တာပေါ့နော်ရှာကြည့်တယ်ဆိုအရင်ကလည်းတပွဲတော့ပဲကြည့်ဦးတာပါဒီ Witty Crane က One Friday 590 99မှာနေတယ်သပိုင်အောင်လို့ပွဲတင်တော့ပါဘူးလေအဲ့တော့သူတို့ထိုင်ချင်းချင်းပဲခြံထောင်းဆိုတဲ့ကစားသမားလေဟိုတော်တော်လေးကိုရည်ချင်းရှိပါတယ်လူငယ်ကစားသမားအသက်ကလည်းဒီ20ကျော်ကျော်လောက်ပဲရှိအောင်မယ်ရှမ်းမောင်းကောင်းတယ်အားပြီ90လောက်ရှိတယ်ဒီအထူးသဖြင့်ဟိုဟာညာကန်ချက်တွေကောင်းတယ် မှန်လူတွေကောင်းတယ်။ရာကန်ကျက်တရားသူလိုကစ်ကိုအတွင်းအတွင်းကန်အပြင်ကန်နှစ်ခုလုံးရတယ်။ဘော်ဒီကစ်ကောင်းတယ်။ယူလို့ရှိရင်ဟက်ကစ်တွေလည်းကောင်းတယ်။ပါဝါတော်တော်လေးကောင်းတယ်။နောက်ပြီးတော့ဒီတက္ကနိပိုင်းလည်းတက္ကနိပိုင်းလည်းကောင်းတယ်လို့ပြောရမှာ။ဘာလို့လဲဆိုတော့သူ defend လုပ်တဲ့အချိန်တွေမှာတော်တော်လုံလောက်တွေ့ရတယ်။ဒီနောက်ဆုံးသူထိုးခဲ့တဲ့ဒီ199ပွဲမှာဆိုရင်သူနောက်ကောက်နေနိုင်ထားတယ်။ဝမ်မတော့သူတပွဲပဲကိုဒီခရိုင်းတပွဲပဲထိုးရတယ်။ထိုးရသေးတယ်။အဲထိုးရတဲ့ ိုးထားတဲ့ဘွယ်ကိုသူနောက်ကောက်နိုင်နိုင်ထားတယ်သူတို့ထိုင်ချင်းထိုင်ကလာသမားချင်းချင်းပါပဲဒါဆိုရင်တော့ညနေထဲမှာတော့မပါဘူးအစင်တန်းတစ်ခုရှိတယ်ကလာသမားလေးလို့မြင်မိတယ်ဟုတ်ကဲ့ဒီ1မတိုက်ခင်သူအပြင် record တွေရောတည်တယ်လားဒီ1မတိုက်ခင်အပြင် record တွေသူထိုးတဲ့ဟာတွေလည်းနိုင်ပွဲတွေညားတာညားခဲ့တယ်ပေါ့နော်သူ win rate လည်းတော်တော်လေးမြင့်လာတွေ့ရတယ်ဟုတ်ကဲ့ကိုအမွေရဲ့လက်တော်ပြင်ဆင်မှုတွေကြောင်းကိုဘာတိထားလဲကိုအမွေဟိုထူးထူးခြားခြားတော့ ဟိုတိထားတာမရှိပါဘူး MU လက်တော်ဒါပေမဲ့သူ MU လိုကပြောရမယ်ဆို1မှဆိုရင်1နေပြီးတော့ကြိုက်တဲ့ကစားသမားတွေမှာပါတယ်မကြခဏလေဝဲရတယ်ဝဲရတော့ MU ရတော့ဒီချင်းမှုပြတ်နေတာမျိုးမရှိဘူးတောက်လျှောက်ဒီပုံမှန်လေးကျင်းလာတယ်သူပွဲဆက်ကလည်းတောက်လျှောက်ရနေတယ်ပွဲများရနေတယ်ဒီချင်းမှုကောင်းကောင်းရှိတယ်ဟုတ်ကဲ့ကိုဒီပွဲကဒုအကောင်ဝင်ဖြစ်တယ်ဗောနော်ပြီးရင်ဒီ MU 1ကိုရောက်တဲ့ကာလကိုပြန်တွက်မယ်ဆိုရင်ဒါ ကိုလာအတွင်းမှာငါးငါးပွဲဆိုရယ် record မျိုးဖြစ်လာလာမဲ့ပွဲနဲ့ဖြစ်လာငါးပွဲအဲ့တော့ဒီ1ကတော့ကျွန်တော်တို့အမြင်က MU ကိုကြိုက်တယ်ဆိုတာလို့ကျွန်တော်သုံးသပ်လို့ရတယ်အဲ့တော့1ရဲ့ MU ပေါ်အမြင်ကဘယ်လိုရှိလဲအကိုရဲ့အမြင်ရောဘယ်လိုရှိလဲကိုမြင်တာ1ဝနာဖြည်းဖြည်းလေးမှလည်းပါတော့ပါသွားပြီပေါ့နော်1 MU ကိုကြိုက်တယ်ဘာကြောင့်လဲဆိုတော့ MU ကစားပုံကလည်းပေါ်ပြမှုစမ်းတယ် MU ရဲ့ပွဲတွေကလည်းဒီ plot လေးနဲ့အလဲပြောင်းလဲဥမာမူကာစီတိုနဲ့ပွဲစဉ်လိုမျိုးပေါ့နော်မူကာစီတိုနဲ့ပွဲစဉ်ဆို အဲ့မူရပထမအကြီးမှာဒီအမှတ်စဉ်နှစ်ခါရည်ခံတယ်ဒါပေမဲ့ဒုတိယအကြီးကျတော့ဒီ double knock down ဖြစ်ပြီးတော့ဂျိုင်းလူလဲကြပြီးတော့အမှုနိုင်သွားတယ်သူဘောနဲ့လေးပါရလိုက်တာမျိုးရှိတယ်အမှုကိုကိုထင်ပါတယ်1နဲ့မဟုတ်ဘူးမြန်မာပြည်သက်လေးရောနေလည်းမဟုတ်ဘူးထိုင်းပြည်သက်လေးရပါတတိထားမီးနေတော့ပြီနောက်ကိုတတိထားမီးတလောက်ပေါ့နော်အမှုနဲ့ပတ်တန်ရင်အမှုကဒီပွဲမတိုက်ခင်ဆိုလေးပွဲထိုးထားတယ်ဟုတ်ကဲ့လေးပွဲထိုးတာမှာ तू ကပထမဆုံးပွဲဥဒကဂျပန်နဲ့ဂျပန်နဲ့ तू နောက်လောင်းနေနိုင်တယ် လဲထိုးပြီးနိုင်တယ်ဒုတိယဘွဲမှာအိုမာနဲ့ထိုးပါတယ်အိုမာနဲ့ဘွဲကြတော့သူယူရီနဲ့ပြန်ရှုံးတယ်တတိယဘွဲမှာဂျပန်မူဂါစီတိုပြန်နိုင်တယ်အဲ့ဒါလည်းအလဲထိုးနိုင်နိုင်တယ်သတုထဘွဲကြတော့အစ်စရီးယားဟိုလူငယ်ချတဲ့ဒီလူငယ်ကစားသမားလေးအဟာဗတ်စကော့တော့အဲ့ဒါကိုသူယူရီနဲ့ပြန်ရှုံးတယ်အမှုဘွဲကိုပြန်ကြည့်လို့ရှိရင်ကလင်နာကြဆိုရင်နိုင်လိုက်ရှုံးလိုက်နိုင်လိုက်ရှုံးလိုက်တဘွဲနိုင်ပြီးနောက်ဘွဲရှုံးပြန်ပြန်လာအဲ့လိုမျိုးလာတယ်အခုဘွဲက ငါးဝက်မြောက်ပေါ့နော်ဟိုကျွေရတယ်ပေါ့နော်သူနိုင်ရမယ်လေဒါတို့ကြီးစရာပြောတာပါဟုတ်ကဲ့ဟိုအဓိကပြောချင်တာဘာလဲဆိုတော့အဲမွေစီထိုးရတဲ့၄ဝက်မှာသူနိုင်လိုက်လို့ရှိရင်အလဲထိုးနိုင်လိုက်ဟုတ်ကဲ့အလဲထိုးမဟုတ်ပဲနဲ့အမှန်ပဲရောက်သွားရင်နှစ်ဝက်လုံးသူရှုံးလာတယ်အဲ့လားလေးကတော့ထူးခြားကြတယ်ပါဟုတ်ကဲ့ကိုဒီစာချုပ်ကတော့ဒါပြောဖို့အဆုံးပါပေါ့နော်လက်ရှိစာချုပ်ကတော့ပြောဖို့ခက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ1ရဲ့အနေထားသူတို့ပေးခြင်းလဲပေးလိုက်တာပေးလိုက်တာပဲ ဆိုကြပါဆိုဆွန်ရန်တို့ပါလို့ဆိုလည်း6ဝဲသက်တိုက်နိုင်လာတယ်။ဗရိုနီကာကိုရှုံးတဲ့ဂျူနီယာဖက်ဒက်တို့ပါလို့ဆိုလည်း9ဝဲသက်တိုက်နိုင်လာတယ်။သို့သော်စာချုပ်မရဘူး။ဒီအက်ဝင်လိုလိုတပွဲနိုင်တပွဲရှုံးတပွဲနိုင်တပွဲရှုံးသွားနေတဲ့အနေအထားမျိုးတွေကြတော့ဝမ်ရဲ့သဘောထားပေါ်မှာပဲမူတည်တာပေါ့နော်။ဟုတ်ကဲ့။အဲ့တော့ခုနကဒီအရှိမပါဘူးနော်။အခုပြောပါရှင်။အက်ဝင်ရုံးကန်ရနိုင်တယ်ဆိုတာဆိုတော့ကျွန်တော်ပြောပါတွေ့ရဲ့။အဲ့တော့ဒီ technique ပိုင်းရပဲဖြစ်ဖြစ်ပွဲချင်းခတ်ပုံရပဲဖြစ်အဲ့ဒီဘယ်အချက်တွေကြောင့်ရုံးကန်ရနိုင်လဲ။အခုအမြင်လက်ချက်ချင်းစွတ်ထုတ်ပြပါလား။ပထမဆုံးအချက်ကတော့ ဒီခြေစမ်းလက်စမ်းရံမောင်းกว่าတယ်လို့ခြေစမ်းလက်စမ်းกว่าတယ်အဲ့ချက်ကနည်းနည်းလေးရုံးကန်နိုင်တဲ့အချက်ဖြစ်နိုင်တယ်။ဘာကြောင့်လို့ဆိုလဲဒါကလည်း flyweight တိုင်းမှာထိုးနေတဲ့အမှုရသူနဲ့တွေ့တိုင်းသူလည်းမြင်တာတွေနဲ့ဤပဲကြုံလာတာရှေ့ရလေးဘွဲမှာလည်းသူနဲ့တူတာတို့သူနဲ့နေတာတို့တရားမှမတွေ့ခဲ့ဘူး။ဟုတ်ကဲ့။အခုချိန်လေးအဲ့ဒါလည်းဘယ်လိုပဲပြောပြော physical ဘိုင်းအရအားလည်းကြလေးဖြစ်မယ်။နောက်တက္ကနစ်ဘိုင်းအရဆိုရင်လည်းဒီ time ကစားသမားတွေ body cry ကကိုမြင်လာတော့နေစနစ်ဘိုင်းတော်တော်ကောင်းတယ်။ကောင်းတယ်ဆိုတာ ီကဝမ်လူးလေးကိုဖြောင်းနေအောင်ထိုးတယ်ဝမ်လူးထိုးပြီးတာလည်းညာအခြေခံတယ်ဟုတ်ကဲ့တခါတလေကြာလို့ရှင်ညာအခြေခံတယ်ညာအခြေခံပြီးမှဝမ်လူးထိုးတယ်ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီတွဲလုံးအရင် damage တွေ့တယ်အခုတော့သူ defend လုပ်တဲ့နေရာမှာလည်းအမှားလဲတယ်အမှားလဲဆိုတော့သူကက်ဒီကိုတောက်လျှောက်နေပါပေါ့နော်သူလုံအောင်ကာထားနိုင်လာမျိုးရှိတယ်တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်အမှုကြတော့အမှုကစားခဲ့တဲ့ပွဲလို့ကြည့်ရင်အမှုကဒီတခါတလေကြာလို့ရှင်တိုက်စစ်ကြုံသွားတာလေးတွေတိုက်စစ်လုံသွားတာလေးတွေရှိတယ် ောက်ပြီးွားရင်သူ့ကိုထိသွားတဲ့အချိန်မှာပြာွားတာမျိုးလေးတွေရှိတယ်အဲ့ဒါလေးတွေကဘယ်ပွဲတွေမှာတွေ့နိုင်လဲဆိုတော့မူကာစီတိုနဲ့ပထမအချီလိုဟာမျိုးသူအမှတ်စဉ်နှခါအရှိခံလိုက်သူ live free လိုက်တယ် live free လိုက်တဲ့အချိန်မှာမူကာစီတိုရဲ့ဒီကောင်တာတွေဖူပေးသွားထိတယ်သူ့ပြီးသူပထမအချီပြတယ်ကြောက်ကြောက်သွားတော့သူ defend လုပ်တာမကောင်းမကောင်းတော့နောက်ထပ်ဒုတိယအချိန်အမှတ်စဉ်ထိုက်ရှိခံရတယ်အဲ့လိုမျိုးလေးတွေတွေ့ရတယ်နောက်ပြီးတော့ဒီ harvest goal တော့လည်းပွဲပါလေဒီတိုင်းပဲသူတိုက်စစ်ကို live ွားတယ် live ွားပြီးမဲ့ ဒီတစ်ဖက်ကကောင်လာလေးတွေကိုပြန်ပြီးတော့ဒီကာကွယ်တဲ့နေရာအပိုင်းအင်းမှာသူနည်းနည်းလေးတွတ်တာလေးတွေရှိတယ်လောတာလေးတွေရှိတယ်အဲ့လိုဟာမျိုးလေးတွေကအခုတွေ့မယ်ထိုင်းကစားသမားဝူဒ်ခရိုင်းနဲ့ပွဲမှာအားနည်းချက်တွေများဖြစ်လာမလားလို့စိုးရိမ်နေတယ်ဟုတ်ကဲ့ဒီအဲ့မီမှာရောဒီပိုင်ပွဲကို turning point လုံးနိုင်ဖို့အတွက်အားသာချက်ရှိရလို့ကိုမြင်လားအဲ့မီမှာလည်းအားသာချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ခုနပြောသလိုပေါ့ဝူဒ်ခရိုင်းက ဒီတက္ကနိဘိုင်ကောင်းတယ်ထိုင်းနေတက္ကနိဘိုင်ကောင်းလားတော့ထူပြောကြမလို့ဘောနော်သူတို့ကစားလေးလည်းဖြစ်တယ်ဒီ defend လောက်တာကောင်းတယ်ဒီ power လေးဒီကောင်းတယ်အဲ့လားလေးတွေကသူ့ရဲ့အားလာကြအားလက်ချက်ကဘာသွားကြည့်ရလဲဆိုသူ champion ထောင်းတဲ့ကစားခဲ့တဲ့ပွဲစဉ်မှာကစားနေသူကတောက်လျှောက်လိုက်ဖိနေတာပဲသူကတာနေတာပြပြသာသာတာနေတဲ့အချိန်မှာပဲသူတစ်ချက်ဒီဂျောပွင့်သွားတယ်ဂျောပွင့်သွားတော့အဲ champion ရဲ့ခုနဲ့သူပြုတ်ကြသွားပြုတ်ကြတော်တော်လေးမူးသွားတယ်အမှတ်စစ်နေပါရှိခံလား အဲ့ဘာဟိုဘာသတိထားမိလဲဆိုတော့ဒီဝူဒီခရနေရဲ့ဂျောတွေဒီဒီလောက်ကြီးမှမှကြောကြောမရှိတော့ထင်ကြတယ်ဟုတ်ကဲ့ तू ကမထီအောင်တက်ကနစ်ကောင်းနေလို့တာဒီဖန်လောက်တာကောင်းနေလို့တာသူ့အနေနဲ့အဆင်ပြေနေတာအဲ့လိုမျိုးအထိုးခံရင်အထီးခံရင်သူ့မှလည်းခဏရေးဘိုင်းမှကြတော့အာနေတယ်ဟုတ်ကဲ့ဒီကိုမြင်လာတော့ဒီအဲမွေနဲ့ဝူဒီခရနေဘွဲမှဆိုအဲမွေကဝူဒီခရနေဆာလို့ရှိရင်အများကြီးမှာကုန်မြင်တယ်အများကြီးခံနိုင်ကောင်းနေမယ်အဲ့ဒါတော့အားသာချက် ဟုတ်ကဲ့အဲ့တော့ဒီပွဲကရလက်ဆိုတာတက်ပါတော့เนาะဒီလိုအမှတ်ပေးအဆုံးဖြတ်တွေရောက်သွားမယ်ဆိုရင်ရောဘယ်ကစားသမားအသာသေးရနိုင်လဲ။ဂျန်နဲ့ကစားသမားတွေဆိုတော့ကိုတိတ်ပြီးတော့ဂျေဘူးရအနေနဲ့မပြောဘူး။ဒါပေမဲ့အမွေမို့လို့ပြောမယ်။အမှတ်ပေးဆုံးဖြတ်ချက်ရောက်သွားရင်တော့အမွေအနေနဲ့ခြေနေမကောင်းနိုင်ဘူး။ဘာကြောင့်လဲဆိုတော့သူကစားခဲ့တဲ့ပြီးခဲ့တဲ့၄ပွဲလုံးကိုပြန်ကြည့်လို့ရှိရင်အမှတ်ပေးဆုံးဖြတ်မှုကိုရောက်တဲ့ပွဲတိုင်းသူယူတည်နေရှုံခဲ့တယ်။ဟုတ်ကဲ့။အဲ့တော့အခုပွဲစဉ်မှာလည်းသူဒီဟိုသူတိုင်မှာကစားသမားကိုပြက်ပြက်သားသား တာစီရအောင်ထိုးနိုင်မှာပဲသူအဆင်ပြေလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ MU ကအမှတ်ပြေကစားတဲ့ပုံစံအမှတ်ယူတဲ့ပုံစံလေးမကောင်းဘူး။အဲ့ဒါလည်းရှေးမှာသူကစားွားတဲ့ပွဲတွေကတက်သေးတယ်။ဟုတ်ကဲ့။အမှတ်ပြေဆုံးဖြတ်ကိုရောက်တိုင်းသူရှုံလာတယ်။အဲ့တော့ဒီပွဲမှာလည်းအမှတ်ပြေဆုံးဖြတ်ကိုရောက်အောင်တော့သူအနေနဲ့ခြေနေမကောင်းဘူး။သူနိုင်မှုဆိုရင်တော့ဒီပြိုင်ဘက်ကိုနောက်ထောင်းနေကြအောင်လုံးမှုယူရင်ယူထားဒါမှမဟုတ်နောက်ောက်ကြအောင်ထိုးထားအဲ့လိုမျိုးမှပဲအစီအမံလို့ထင်တယ် ဟုတ်ကဲ့ပို့အခုလို့ပြပြဆုံဆုံတုံ့တက်ပေးခဲ့တော့ပြည်သက်တွေအနေနဲ့လည်းကျဉ်းအားလဲမယ်လို့ယုံကြည်ပါတယ်ဗျ